တာယာတဲ့အချိန်ဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမေ channel ကနေမှဖန်ပြလက်ပြီးကြိုဆိုပါရယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့စီရဲတဲ့နဲ့အရင်စချင်တယ်အဲကြောက်ဖြူမြို့မြိုင်းစဲကဲကျေးရွာမှာခြေချတက်ဆွဲထားတဲ့စစ်ခွေးတွေရဲ့ရေးတက်ရင်30နှစ်ရဲ့အဓိကကာကင်းစခန်းကိုအာခတတော်နဲ့ပူပေါင်းတော်လည်းရေးဒီဘက်ကနေမှအပိတတ်တိုက်ခတ်သိမ့်ပိုင်နိုင်ခဲ့တယ်ဆိုတာသိရတယ်။ရေးတရင်30နှစ်ရဲ့ကာကင်းစခန်းလို့တာပြောပေမဲ့ဒီကာကင်းစခန်းထဲမှာ ရဲရောစစ်ခွေးတွေရော ပေါင်းပြီးမှအင်အားအပိအဝနဲ့အရခတတော်နဲ့ပူပေါင်းတော်လာရဲတွေကိုခုခံနေတဲ့ကာကင်စခန်းဖြစ်တယ်။ယူယူကာကင်စခန်းမှာပဲနဲ့ကာကင်စခန်းကြီးဖြစ်တယ်ဆိုတာကိုသိရတယ်။ဒါပေမဲ့သိတဲ့အတိုင်းပဲတော်လာရဲလက်ချက်နဲ့မဖြိုးနိုင်တဲ့တပ်စခန်းဆိုတာမရှိပါဘူး။ Now စစ်ရဲတရေအနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်။အဲ့မှာရှိတဲ့ဒီခေါင်းပေါင်းတွေပေါ့တက်ကောရဲခေါင်းပေါင်းတွေကသူရဲ့ဒီ channel area မှာ မိုင်းနေခံတာပေါ့ဗျာကိုင်းပြောမိုင်းနေမိုင်းနေခံထားတယ်ပေါ့ညာအကြမ်းမတမိုင်းသူဝင်တိုးတယ်နောက်ဆုံးဘလောက်ထိဒီရင်ဆိုင်တိုက်ပွဲဖြစ်သွားလဲဆိုရင်လက်ပြပုံနဲ့အနီးကပစ်ပြီးလုံသွားတဲ့အနေထားတွေပါဖြစ်ပေါ့ဗျာလက်ပြပုံတွေနဲ့အုံလိုက်အုံလိုက်ကိုပစ်ထုတ်ပြီးချတာသူတို့ကလည်းရေးမယ်ဆိုပြီးတော့ရေးပြီးတော့ဒီကျွန်တော်တို့ဒီတက်အေဒီယာတွေဝင်လုံးတာပေါ့အတားစီတောက်ချောက်ကိုသူတို့မကြော်နိုင်ဘူးနောက်ဆုံးအကြမ်းဖက်သမားတွေပြန်ဆုတ်သွားတယ်ပေါ့ဗျာလက်ရှိလည်းကျွန်တော်အကြမ်းဖက်သမားတွေအလောင်းတွေသူတို့ရဲ့ဒီအစအနာတွေအများကြီးပဲဟိုမှာစကမ်းမှာရှင်းရမှာအများကြီးပဲအဲ့တော့ငါဆောင်ကအဖွဲမင်းတို့အလောင်းမင်းတို့လာယူပြီးမင်းတို့ရဲ့ဒီခန္ဓာကိုယ်အစိပ်ပိုင်းတွေလာယူပြီး သူတို့အလောင်းတွေများစွာကြံခဲ့တယ်လက်နက်တွေလည်းများစွာကြံခဲ့တယ်သိကြပါရဲ့နိုင်ငံတော်ကြီးခဲ့တွေကလည်းဒီလောက်ဒီပြောင်ပြောင်လုံးတဲ့ဒီတပ်မတော်ခေါင်းပေါင်းတွေပြီးရင်ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေရဲ့ခေါင်းပေါင်းတွေတပ်ဖွဲ့ဝင်တွေတပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေခေါင်းပေါင်းတွေနိုင်ငံတော်ကလည်းထိုက်တန်စွာကျွန်တော်တို့ဒီယာရုတို့မြင့်ပေးတာတွေဂုံပြူတာတွေလုံးပါပါ အရန်ကိုကျွန်တော်ပျောက်ပျောက်လုံးနေအရန်ကိုကိုင်းပါတယ်ကျွန်တော်လည်းဒီဒီကားနောက်နေမြေစကမှာရှိတဲ့တက်မော်တာလေးမြန်မာနိုင်ငံတက်ဘုံဝင်တွေအတွက်ကြောက်ငွေ3သိန်းကိုပြီးပါတယ်ဒီဗီဒီယိုကတော့စကလဲကောင်းဂျွန်ခွနီရဲ့နေတော့ငါအော်ခစ်ခဲ့တဲ့ဗီဒီယိုဖိုင်ဖြစ်တယ်ကန်တော့မြို့မှာရေစခန်းနဲ့ပတ်သက်ပြီးတော့ဟောင်းထားတာ PLA နဲ့မဟာမိတ်ပူပေါင်းတော်လှန်ရေးတွေဘက်ကနေမှကန်တော့ရေစခန်းကိုအပိတတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်ဂျွန်ခွနီရဲ့နေတော့ကကျော်စုဦးဟောင်းထားတာကတော့ ကန်တော့ရေးစခန်းကိုလာတိုက်ခဲ့တဲ့ကျွန်တော်တော်လာရေးတွေကိုသူတို့ကကောင်းကောင်းမွန်မွန်ခြေပနိုင်ခဲ့တယ်တော်လာရေးရေးပေါ်များပြားကျဆုံးတယ်သူတို့ရဲ့ခန္ဓာတွေကအများကြီးကျိုးပိနေတယ်ဒီမတာတွေကိုလာကောက်ပါဆိုမှအော်သွားတယ်ပြီးလို့ရှင်လဲသူကတော့ဒုတိယအကြိမ်နားထဲမှာလေစိမ်းရိုက်ခံခဲ့ရပြီးတဲ့နောက်ပိုင်းမှာကျတော့မင်းအောင်လာရဲ့အလိုတိုင်းအကြအကျိုးစားပြီးတော့သူဟောင်းနေတာတိတ်တနာဆရာကောင်းတယ်ဘာကြောင့်လဲဆိုတော့မဖြစ်နိုင်မှမလုံနိုင်မှလဲတိရဲ့သားနဲ့ဒီလိုမျိုးပို ုံပြဲအနေနဲ့ပြောပြီးမှဘောမနေရတာတော့တိတ်အဆင်မပြေဘူးเนาะပြီးရင်နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့အမေစုနဲ့ တမ်တဥပ္ပမင်းကို2022ခုနှစ်တုန်းကစစ်ဆဲခဲ့တဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးတဲ့အခါမှာဘောမာဒီကတော့စစ်ခွေးတွေရဲ့ဖိအားကြောင့်တတ်နိုင်တယ်လို့တော့ဖာထဲပေးနေကြတယ် CCTV တို့ပေါ်လာပြီးတဲ့နောက်ပိုင်းမှာကျော်မျိုးမင်းကတော့ဖုံးကြည့်ပဲဖုံးနေတယ်နင်းတို့ချစ်တယ်ဆိုတဲ့အမေစုကိုငိုတို့ကဘလောက်အထိပြုစုပေးတယ်လဲငိုတို့ကဘလောက်အထိဂယုဆိုင်ပေးတယ်လဲဆိုတဲ့ဥစ္စာကိုသူပြောသွားတယ်အဲ့ဒီအချိန်ထဲမှာပဲစုဖောင်ဒေးရှင်းဘက်ကနေရော ပြင်သစ်အခြေဆိုင်လူအခွင့်ရအဖွဲ့ကနေရော ထုတ်ပြန်ထားတဲ့ ာကတော့အတောင်ဆဆူကြီးဟာ28ရက်နေ့တုန်းကလုတ်ခတ်ခဲ့တဲ့ငလျင်ကြောင့်တန်ရရရှိခဲ့တဲ့ဆေးကူတောက်ခွေမရဘူးလို့ပြောတယ်ဆိုတော့အခုဒီကိစ္စတွေထွက်ပေါ်လာခဲ့တဲ့အခါမှာဒီစစ်ခွေးတွေကဖြည့်ရှင်းလို့မရတဲ့အခြေအနေကိုရောက်ရှိလာခဲ့ပြီးဆိုတော့ဒီဥစ္စာကိုကျွန်တော်ဆက်မပြောခင်မှာကျွန်တော်ဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးနားထောင်ကြည့်ရအောင်နော် CCD မှာပတ်သက်ဗီဒီယိုဖိုင်တွေကအရာဆိုရင်တောင်ဆန်းစုကြည်ရဲ့ထွက်ဆိုသူများနှုတ်နဲ့ထွက်ဆိုသူများဟာဒီအကုန်လုံးကိုအတန်ဖိုင်ရောရုပ်တံရောစားနဲ့ရောလက်မှတ်နဲ့ရော ရှိရဲဆိုတာကတော့ခက်ခဲမှာဖြစ်သွားတော့နောက်တစ်ချိန်မှာဒေါ်ဆက်စုကြီးနဲ့ပတ်သက်ပြီးတော့တချို့လူတွေကတပုတ်လူလင်းပြောတဲ့ခါကြလို့ရှိရင်ဟောထွက်လာမယ့်ဗီဒီယိုဖိုင်တွေကပိုပြီးကြောက်စရာကောင်းတဲ့ဗီဒီယိုဖိုင်ထွက်လာလိမ့်မယ်ဆိုတော့မမေ့ကြဘူးတချို့လူတွေကိုယ်စကားကိုယ်ကိုယ်တွေကကြိုးစားပြင်ထားကြနော်ဒေါ်ဆက်စုကြီးနဲ့ပတ်သက်ပြီးတပုတ်လူလင်းနိုင်ငံတော်ပြောတော့မယ်ဆိုရင်ဟောနိုင်ငံတော်တဖန်ချင်းတဖန်ချင်းဟောချပြတော့မှာအကုန်လုံးအချက်တွေကွဲပုံမှာဆိုရဲအဲ့ဒါကွဲပုံကဆင်တင်ကြလို့ပဲပြောချင်တယ်ဒါဆိုတဖန်ချင်းတဖန်ချင်းဟောထုတ်ထုတ်လာနိုင်ရင်ရှိတယ်အဲ့ဒါမထူးမှမထူးတော့ဘူးနော်ဒေါ်အောင်ဆန်းစုကြည်ကစပူတီရီမြို့နယ်တရားရုံးမှာ 2021ခုနှစ်ယာကြီးအမှုမှတ်35 2021ခုနှစ်အောက်တိုဘာ26ရက်နေ့တရားခံသက်တည်အမှတ်စဉ်2ဤထွက်ဆိုချက်သက်တည်အားကြမ်းကြိမ်သစ္စာပြုစီပြီးထွက်ဆိုသည်မှာဆိုပြီးတော့အဲ့စာထွက်လာတယ်တရားဥပဒေကိစ္စကြီးပြော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 ရင်းနဲ့ကျွန်တော်အစားဆုံးဖတ်ပြလိုက်ရှင်းပြီးပြအဲ့တော့အဓိကကလိုရင်းပြောရရင်တော့နောက်ဆုံးပိုင်မှာပါလာတဲ့အကိစ္စတွေပေါ့ဒရိုက်ဘီလုံးအုံကြွားကြပါတို့ဒိုင်းဘီလုံးလက်နက်ကိုက်တော်လန်ကြအောင်ပုံကန်းကြအောင်မခံရနဲ့ငုံမခံတုံ့ပြန်ကြဆိုတာမျိုးတွေကဒေါ်စန်းစုကြီးကမသိဘူးဥပဒေကြီးဖတ်ပြတော့မှအဲ့စာချိန်မှန်းသူသိတာပါတဲ့ ဘွန်းလည်းပြော NUG CIA page ကိုသူမသိဘူးဒါအကြည့်ချင်းအပြင်အခုဒေါအောင်ဆန်းစုကြည်ကိုချစ်ခင်ကြသည်ဆိုတော့ PDF ညီငယ်ညီမငယ်တွေနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့သဘောထားပါလဲဆိုတော့ခင်ဗျားတို့တက်နက်ကင်ထားတဲ့ PDF ရဲ့အုပ်စုတွေကောင်းကောင်းသိလောက်ဘူးလို့ယူဆတယ်သိဖို့လည်းသိမလို့ယူဆတယ် US မှာရှိတဲ့တော်စံမော်ကတော့အမေတော်အောင်ဆန်းစုကြည်တရားရုံးထဲမှာထွက်ဆိုထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူ Facebook ကနေတင်လာခဲ့တယ်လို့ပြောတယ်ပြီးတော့အခုဒီစစ်ခွေးတွေရဲ့လက်ထဲမှာမြန်မြန်ဆိုင်ဆိုင်နဲ့ပြောနေကြတယ်ဆိုတော့ဒီနေ့ NUG CRPHD နဲ့ PDF ဒီကိုအမေတော်အောင်ဆန်းစုကြည်ကမသိဘူးလို့ပြောတယ်ပေတိမလဲဒီနေ့တော်အောင်ဆန်းစုကြည်ကို2021 February 3ရက်နေ့မှာနင်းတို့ခွေးတွေဖမ်းလိုက်တယ် CRPH ကို February 5ရက်နေ့2021မှာဖွဲ့စည်းခဲ့တယ်။ NUG အစိုးရကို2021 April 16ရက်နေ့မှာတည်ထောင်ခဲ့တယ်။ဆိုတော့ဒေါ်အောင်ဆန်းစုကြည်ကထောင်ထိပ်ရောက်သွားပြီ။ဘယ်လိုနည်းနဲ့ NUG ဒီ CRPH ဒီ PDF ဒီဘလို့တိမလဲ။ဆိုတော့ဒီနေ့နင်းတို့ခွေးတွေမတိတဲ့အရာပြောပြမယ်။ဒီနေ့ကျွဲတို့မြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းရင်းသားတွေအားလုံးဟာဒေါ်အောင်ဆန်းစုကြည်ကိုချစ်ကြသလား။ တရရခိုင်နှုံချစ်ကြပါတယ်။တောအောင်ဆန်းစုကြည်ကိုယူသေးကြသလားတရရခိုင်နှုံယူသေးကြပါတယ်။တောအောင်ဆန်းစုကြည်ကိုထောင်ထဲကထွက်စေချင်သလားတရရခိုင်နှုံထက်အစတရတော့ကျွားတို့ထွက်စေချင်ကြပါတယ်။ဒါပေမဲ့ဒီနေ့ကျွားတို့လက်နဲ့ကင်တော်လန်တာဟာတောအောင်ဆန်းစုကြည်တူဦးတယောက်သေးတော့မဟုတ်ဘူးဆိုတာနင်တို့ခွေးတွေတီးဖို့လိုတယ်။ဒါကြောင့်မို့ပဲဒီနေ့ကျတော့ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ထဲလွတ်စေခြင်းတဲ့ခါမှာဘာပြောလဲဒေါ်အောင်ဆန်းစုကြည်နဲ့တကွာ နိုင်ငံရဲ့အကျဉ်းသားတွေအားလုံးကိုလွတ်မြောက်ဖို့အဆိုပြုမှာမြန်မာနိုင်ငံဒီတာမကပဲနဲ့တကဘာလုံးတောင်းဆိုတာလေဒီလိုပဲတောင်းဆိုတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့လက်နဲ့ကင်တာဟာတဦးတယောက်အတွက်အကြောင်းကျွန်တော်တို့လက်နဲ့ကင်တာမဟုတ်ပါဘူးမြန်မာနိုင်ငံတနိုင်ငံလုံးစစ်ခွေးကြုံကနေမှလွတ်မြောက်ဖို့ရတဲ့ငိုတို့လက်နဲ့ကင်နေကြတာဖြစ်တယ်အရင်တော့ကကျွန်တော်တို့လက်နဲ့ကင်ခဲ့တဲ့တိုင်းရင်းသားတွေလေနင်းတို့စစ်ခွေးတွေကိုမကြိုက်လို့ချေမုန်းတာဖြစ်တယ်အခု လူပမာတိုင်းရင်သားတွေလက်နဲ့ကင်လာခဲ့တာလေနင်းတို့စစ်ခွေးကိုချေမုံးရဖို့ရတဲ့ဖြစ်တယ်။ဒါကြောင့်ဒီနေ့ဒေါ်လာရဲထဲမှာလူမျိုးမတူဘူးဘာသာလည်းမတူဘူးအခါယူချက်တွေလည်းမတူဘူးသူ့ခေါ်ကြမ်းစာချင်းတွေလည်းမတူဘူးပညာအရေးချင်းတွေလည်းမတူညီကြဘူး။ဒါပေမဲ့ကျတို့မှာလုံးဝနင်းတို့စစ်ခွေးတွေဖြိုလို့မရတဲ့ခံယူချက်တစ်ခုက အင်မတမခိုင်ခိုင်မာမာနဲ့တူညီကြတယ်ဒါပါလေဆိုတော့မြန်မာနိုင်ငံမှာစစ်ခွေးလုံးဝမရှိရဘူးဖက်စစ်စစ်တပ်လုံးဝမရှိရဘူးဆိုတော့ခံယူချက်ကတူညီတဲ့အတွက်ကြောင့်ဒီနေ့ဘာသာမတူဘူးခံယူချက်တွေမတူဘူးလူမျိုးချင်းမတူပဲမဲ့ဒီနေ့တိုင်းရင်းသားပေါင်းစုံ ရောနှောပြီးတော့တိုက်ခိုက်နေကြတယ်ဒါကကျတို့ရဲ့ရေရွယ်ချက်ဖြစ်တဲ့မြန်မာနိုင်ငံကိုကဲတင်ချင်တဲ့အတွက်ကြောင့်ဒီနေ့ကျတို့စီလုံးရချင်းဖြစ်တယ်အခုနင်းတို့ထင်တာကတော့ တောင်ဆန်းစီကြီးကြောင့် PDF ဒီဟာလက်နဲ့အကင်လာခဲ့ကြတယ်လို့ထင်တယ်။ဒါကြောင့်ကျော်မြွမြင့်ဘာပြောလဲဆိုတော့ညီငယ်ညီမငယ်လေးတွေတဲ့နော်တနာထောင်ချကိုကြီးပြောပြမယ်။ညီငယ်ညီမလေးတွေနင့်တို့ကိုတောအောင်ဆန်းစုကြီးမတိဘူးလို့ပြောတယ်။အခုနင့်တို့ဘလို့လောက်ကြမလဲလို့ပြောတယ်။တောအောင်ဆန်းစုကြီးဒီလက်နဲ့ကင်ချင်းမကင်ချင်းကိုတိချမလို့ဘူး။တောအောင်ဆန်းစုကြီးတိတာမတိတာထက်ဒီနေ့ကျွဲတော့ကစစ်ခွေးတွေကိုမြန်မာမြေပြင်ပေါ်ကနေမှချေမုံရမယ်ဆိုတာကိုတိဖို့ပဲ လို့တယ်เนาะဆိုတော့ဒီနေ့တော့အောင်ဆန်းစုကြည်ကဒီအကြမ်းမဖက်နည်းကို လက်ခံတယ်ဟုတ်တယ်ကျတော့အားလုံးလည်းအတမ်းမဖက်နည်းကိုကြိုက်ကြတယ်ဒါပေမဲ့အတမ်းမဖက်နည်းနဲ့တပိတ်မောက်ပြီးနင့်တို့ကိုတောင်းဆိုခဲ့တယ်နင့်တို့နားလေခဲ့သလားလူလိုပြောဆိုလို့နားမလေတဲ့အတွက်ကြောင့်ဒီနေ့နင့်တို့ကိုမိတ်ဆာတကောင်လို့တော်ရင်သရိစံတကောင်လို့နင့်တို့ကိုငါတို့တနက်ကင်ပြီးချေမုန်းနေတာဖြစ်တယ် တော်စမ်းမော်ဒီလိုတင်တာကကျမရဲ့ခံယူချက်အနေနဲ့ပြောမယ်ဆိုလို့ရှင်တော့အခုနင်းတို့ခွေးတွေက NUGD ရော PDF တွေအားလုံးကိုဒီနေ့ကျမတို့တော်လိုင်းရဲထဲမှာပါဝင်နေတဲ့သူတွေအားလုံးဟာဒေါ်အောင်ဆန်းစုကြည်ကြောင့်တိုက်နေတယ်လို့နင်းတို့ထင်မှာဆိုလို့ဒီစာကိုထုတ်လိုက်ခြင်းဖြစ်တယ် တောင်ဆန်းစုကြည်နဲ့ကျမတို့ဒီလက်နက်ကင်တွေကိုတွေးခွဲချင်လို့ဒါထုတ်လိုက်တာမဟုတ်ဘူးတောင်ဆန်းစုကြည်အခုလက်ရှိအခြေအနေကိုသူနင်းနေပပတော့သူတိတာပဲ Guardian News ထဲမှာသူတို့ဘာပြောထားတယ်လဲတောင်ဆန်းစုကြည်ကိုနင်းတို့ရဲ့ခွေးရီးဒရင်စာတွေဖတ်ချင်အဖြစ်မြန်မာနိုင်ငံမှာเนาะဒီလိုမျိုးတိုက်ပွဲတွေဖြစ်နေကြတယ်ဆိုတော့ကိုသူတိတယ်လို့ပြောတယ်ဆိုတော့အခုတောင်ဆန်းစုကြည်ကတော့ အကျန်းဖြစ်တော့တိလိမ့်မယ်အသေးစိတ်တော့ဘေးတိမလဲဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ကဒီလူဒီကိုငါလုံးဝလက်မခံဘူးလို့သူတခွမှမပြောခဲ့ဘူးเนาะဒေါ်ဆန်းမော်ဒီလိုမျိုးစာထုတ်လိုက်တဲ့အရာကတိချက်ကနင့်တို့ခွေးတွေတိဖို့က NUGD CRPHD နဲ့ဒီနေ့ကျမတို့တိုင်ရင်သားတော်လာရေးတွေအားလုံးဟာ တော့အောင်ဆန်းစုကြည်တယောက်အတွက်ပဲတိုက်နေတာမဟုတ်ဘူးဆိုတော့ကိုနင့်တို့ကိုသိစေချင်တယ်ပြီးတော့လဲဒီတော်လာရဲဟာတော့အောင်ဆန်းစုကြည်အမိတ်ပေးလိုက်လို့ဒီနေ့ကျွတ်တို့လက်နဲ့ကင်လာတာမဟုတ်ဘူးဒါကြောင့်ဒီနေ့ကျွတ်တို့လက်နဲ့ကင်တဲ့သူတွေအတွက်ကြောင့်နင့်တို့ခွေးတွေတော့အောင်ဆန်းစုကြည်ကိုနင့်ကြောင့်ဒီလူတွေဟာပုံကန်နေကြတယ်ဆိုမှသူ့ကိုပုံမှတ်တွေထပ်မထည့်ဖို့ရန်အတွက်ဒီစာထွက်လာပြချင်းဖြစ်တယ်ဘာကြောင့်ကျွတ်ဒီလိုပြောတယ်လဲဆိုတော့နင့်တို့ကဒီနေ့တော်လာရဲတွေလက်နဲ့ကင်လာခဲ့တဲ့အဥ္စာကို NLD ကြီးကြောင့်လို့နင်းတို့အညိုးထားလို့ဒေါအောင်ဆန်းစုကြည်ကိုလည်းပဲဘာအပြစ်မှမရှိတဲ့အသက်ကြီးတဲ့အဖွားကြီးတယောက်ကိုနင်းတို့ဒီလိုစွတ်ဆွဲပြီးတော့နှစ်ပေါင်းအခု30ကျော်ထဲကနေမှတချို့ရှော့ပေါ်တဲ့အတွက်ကြောင့်အခု28နှစ်ရှိတယ်လို့ပြောတယ်ဆိုတော့အခုဒီလောက်အထိနင်းတို့ပေးတာကလည်းနော်နင်းတို့ထင်တာကတော့ဒေါအောင်ဆန်းစုကြည်ကြောင့် NLD ဒီကြောင့်ဒီနဲ့လက်နဲ့ကင်လာတယ်လို့နင်းတို့ထင်ခဲ့ကြတယ်ဒါကြောင့်ဒီဒေါအောင်ဆန်းစုကြည်ရဲ့ပါတီဝင်တွေကိုလည်းနင်းတို့တတ်ဖြတ်တာတွေန เนาะဘာမှမစီမဆိုင်တဲ့သူတွေကိုဖမ်းဆီးတာတွေ NLD ယုံတွေကိုကြိတ်ပိတ်တာတွေနင်းတို့လှုပ်လာတဲ့အတွက်ကြောင့်ဒီစာထွက်လာခဲ့ရခြင်းဖြစ်တယ်ဆိုတော့ဒေါန်ဆန်းစုကြည်နဲ့တက်ဆိုင်လို့ဒီနဲ့ကျတော့တော်လာရဖြစ်လာတာမဟုတ်ဘူးဆိုတော့ကိုဒီစာအဖြစ်နင်းတို့တီးခဲ့ပြီเนาะဆိုတော့အခုဒီကြုံမျိုးမြင့်ကဘာကိုထပ်ပြောလာခဲ့တယ်လဲဆိုတော့သူအမြဲတမ်းပြောနေတဲ့စကားကတော့သူကတော့မီဒီယာလို့ပြောတယ်မီဒီယာသာပြောတယ်သူကဒီ online ကနေမှချင်းချောက်တဲ့စကားတွေပြောလာတယ်ဒါကဘာလဲဆိုတော့အခုဒီနဲ့ကျွားတော့တော်လာရေးတွေ ဘက်ကနေတော့တောင်အောင်ဆန်းစုကြည်ကိုယုံကြည်တာဟာတရားရာခိုင်နှုန်းသက်တောင်ကြော်လွန်လာတဲ့အတွက်ကြောင့်သူကဘာပြောလဲဆိုတော့အခုဒီတောဆန်းမော်ကနေမှတင်ထားလိုက်တဲ့တောင်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားတွေကသူ့ဆိုင်ကိုယ်တိုင်ထိုးထားတာဖြစ်တယ်။နင်းတို့ထင်မဲ့ CCTV ကတော့အတမပါဘူးလို့ပြောပေမဲ့သူ့ကို special အတနေ record လုပ်ထားတာရှိတယ်။တရားရုံးထဲမှာတွားလိုက်တိုင်းနဲ့ဆိုင်ထိုးထားတာတွေရှိတဲ့အတွက်ကြောင့် ူပြောထားတဲ့စကားထဲမှာအလုံးကြပြီးသားဖြစ်တယ်။အခု CCTV ထွက်ပေါ်လာခဲ့ပြီ။ဒါကြောင့်စစ်ခွေးတွေကဘာမှတင်မထုနေမထုဖြစ်သွားပြီ။နင်းတို့ဒီလိုမျိုးထတ်လုံမယ်ဆိုလို့ရှင်တော့ဒေါအောင်ဆန်းစုကြည်ရဲ့ဆိုင်ထိုးထားတဲ့စာရွက်စာသားနေဗီဒီယိုဖိုင်တွေတစ်ခုပြီးတစ်ခုထွက်လာတယ်ဆိုလို့ရှင်နင်းတို့အရှက်ကွဲမယ်လို့ပြောတယ်။ပြီးတော့နောက်တစ်ခုကဒေါအောင်ဆန်းစုကြည်က နင်းတို့ငါ့ကိုဘလောက်ပဲချင်းချောက်ချင်းချောက်ငါနင်းတို့နဲ့မပူပေါင်းဘူးလို့ပြောလို့ရပါမယ်အခုတော့အောင်ဆန်းစုကြည်ဟာဆိုင်းနေကိုလည်းသူဆိုင်းထိုးတယ်စစ်ခွေးတွေရဲ့တည့်ရခွေးမှလည်းဒီလိုမျိုးဘုံပြောတာကစစ်ခွေးတွေနဲ့ပူပေါင်းမယ်ဆိုတဲ့အဥ္စာကိုပေါ်လွင်စေတယ်လို့ပြောတယ်ဆိုတော့ခဏတော့ကတစ်ချက်ဖြစ်တဲ့တော့နင်းတို့ကတော့အောင်ဆန်းစုကြည်ကိုယုံကြည်တယ် ပြီးတော့စစ်ခွေးတွေကိုနင်းတို့ကတောင်ဆန်းစုကြည်ကိုဒီလိုဒီလိုလုပ်တယ်ဆိုမှနင်းတို့ကစစ်ခွေးတွေကိုပစ်တင်တယ်ဆိုလို့ရှိရင်တော့စစ်ခွေးတွေကနေမှတောင်ဆန်းစုကြည်ရဲ့ဗီဒီယိုဖိုင်တွေတခုပြီးတခုထုတ်ပြလာလို့ရှိရင်နင်းတို့အရှက်ကွဲမယ်လို့ပြောတာငါတို့စီမှာရှက်ရှာကြောက်တခုမှမရှိဘူးဘာကြောင့်လဲဆိုတော့ဒီနေ့ဒီအချိန်ထိတောင်ဆန်းစုကြည်ဟာပြည်သူလူထုအတွက်ပေးဆက်တဲ့အဖွားကြီးတစ်ယောက်ဖြစ်တယ်ဆိုတာကိုဒီနေ့ပြည်သူလူထုတွေအားလုံးသိပြီးသားဖြစ်တယ်ပြီးတော့သူမဟုတ်တာမလုပ်ဘူးဆိုတာလည်းကျွတ်တို့ယုံကြည်ပြီးသားဖြစ်တယ်အခုဒီ CRPH နဲ့ NU UG တွေကိုမတိဘူးလို့ပြောလိုက်တာဟာငါတို့ကိုညင်းပေတာမဟုတ်ဘူး။ तू မတိလို့မတိဘူးလို့ပြောတယ်။နော်ဆိုတော့ဒီဥစ္စာ तू မတိဘူးလို့ပြောသွားလို့ဒီနေ့ကျွဲတော့တော်လိုင်းရဲထဲမှာဘာမှထိသွားစရာအကြောင်းမရှိဘူး။ပြေနောက်တစ်ခုကပါလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ကစစ်ခွေးတွေနဲ့ပူပေါင်းမယ်လို့ပြောတယ်။နင်တို့ကဖမ်းလိုက်ပြီ၊ तू ကဆိုင်မထိုးပဲနဲ့ရမလား။ဆိုင်မထိုးဘူးဆိုလို့ရှိရင်နင်တို့ကသူ့ကိုတနက်ထောက်ပြီးမှထိုးခိုင်းမှာပဲ။ ဒါကြောင့်တို့ကကန်ဒီရဲ့လမ်းစဉ်ကိုလိုက်တဲ့မြို့သမီးဖြစ်တဲ့အတွက်ကြောင့်နင့်တို့နဲ့သူကအတိုက်ခံလုပ်နေမှာမဟုတ်ဘူးနင့်တို့ထိုးလိုက်ဆိုလို့ရှင်တော့ အညူဂျီသူကိုတိတလားမတိဘူးမတိလို့မတိဘူးလို့ပြောတာအရှက်ကွေးနေတာလည်းမဟုတ်ဘူးငါလည်းမထောက်ခံဘူးလို့လည်းသူမပြောဘူးเนาะ तू မတိလို့မတူမတိဘူးလို့ပြောသွားတဲ့အရာပဲဖြစ်တယ် तू ပြောသွားတဲ့စကားကိုနားထောင်ချင်တာဖြင့်ကျတော့ဗာတိနိုင်တယ်လေဆိုတော့အခုခွေးတွေကတော့ CCTV ထွက်လာပြီးတဲ့နောက်ပိုင်းမှာသူတို့ကတဲမထုနေမထုဖြစ်ပြီဆိုတာကိုသူတို့သိသွားပြီဒေါအောင်ဆန်းစုကြည်နဲ့ဆက်ဆက်ပြီးတော့လည်းပဲကျတော့နောက်သတင်းတပုတ်ကဗာလဲဆိုတော့ Happy Birthday အမေစုဆိုတဲ့ campaign ကိုအမေစုကလည်းအ က်80ပြည့်ပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က8000ဗီဒီယိုကိုလုတ်ပြီးမှ greenness အချင်းချိုးအောင်ဆိုပြီးမှလုတ်ခဲ့တယ်ဒါကိုတို့လည်းဖြစ်ချင်တယ်အခုဂျွန်လိုင်လ3ရက်နေ့မှာလူလောကထဲမှာမမွေးဖွားတဲ့မဲနဲ့မွေးဖွားလာခဲ့တဲ့ 69နှစ်ပြည့်မဲ့ခွေးရဲ့မွေးနေ့ဖြစ်တယ်အဲ့မွေးနေ့ထဲမှာတဲ့မြန်မာနိုင်ငံမှာစစ်ခွေးတွေကိုထောက်ခံတာတန်လေးစီရှိတယ်အဲ့တန်လေးစီကနေမှတသိန်းပဲ Greenit Record One အောင်တဲ့ Video File တွေပိတ်ပို့ကြပါဆိုပြီးမှကျွန်တော်လှုပ်ထားတယ်လို့ပဲသူတို့ကတော့စက္ကန့်20ရဲ့အောက်မှာရှိရမယ် happy birthday နဲ့စပြီးမှ line နဲ့ဆုံးတဲ့စကလုံးဖြည့်ရမယ်ပြီးတော့ဆေးဆိုတာတွေမပါရဘူးလူတယောက်မှာတပုတ်ပဲတင်ရမယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ နံပါတ်3ကတော့ဆဲတဲ့ဗီဒီယိုဖိုင်ကိုတော့လက်မခံဘူးလို့ပြောတာအဆဲနဲ့ထိုက်တန်နဲ့ခွေးကိုဆဲမှာပဲနော်တသိမ့်မဲမကဘူးအများကြီးဆဲပြီးမှနင့်ကိုပို့လာလိမ့်မယ်ဆိုတော့ဒီအောင်စစ်တီဆိုတဲ့ကောင်က ခွေးကြဖို့ရဲ့ဘောမတဲ့စစ်ခွေးဖြစ်တယ် ဒါကြောင့်အခုတို့တို့ကတော့ဒီခွေးကျဘူးနော်လောကကြီးထဲမှာမမွေးသေးမမွေးထိုက်ပဲနဲ့လူနဲ့ခွေးနဲ့စပ်ပြီးမွေးထားတဲ့ကျဘူးရဲ့မွေးနဲ့ဖြစ်တယ်လို့ပြောတယ်။မိနစ်တုန်းကသူ့ရဲ့မွေးနဲ့မှာတော့ဟင်းကျွေးဟင်းကြံတွေကို ထောင်မှာကျွေးလို့ထောင်သားတွေဝမ်းလျှောတယ်လို့တော့ကြားတယ်နော်။ဆိုတော့ဒီနေ့ကခွေးကျဘူးကလည်းအမေစုရဲ့ style လုပ်ချင်တယ်ပေါ့နော်။ဟာ ခွေးကလူရဲ့ style နဲ့လာလုပ်ချင်နေသေးတယ်။ဒါကြောင့်တောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့မြို့ဆောင်သောတည်င်းတွေထွက်ပေါ်လာလိမ့်မယ် ကျွန်တော်တော်လာရဲတွေကတော့အမှန်တရားတည်ပြီးသားဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီအမှန်တရားကိုဆက်လက်ပြီးတော့ဤမျိုးစုံနဲ့ခွေးတွေကိုချေပဖို့အတွက်ကျွန်တော်တို့ဘာတာဝန်ရှိတယ်နော်ကျွန်တော်နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်အောင်နော်ပြည်တော်စုတမရမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်သည့်ဥပဒေနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် 40မြင်းဆောင်2025ကိုဒီနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။အဲ့ဒီဥပဒေအပြည့်စုံမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်ပြည်ထောင်စုတမရမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ429အရာဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။အပိုက်တဲ့ဤဥပဒေကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်သည့်ဥပဒေဟုခေါ်တွင်စေရမည်။အပိုက်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှ14ခုအောက်ပါအတိုင်းအစားတူရမည်14ကော်မရှင်သည်ပုံမှ30ပုံမှခွဲကငယ်အရာကော်မရှင်အဖွဲ့ခွဲအစဉ်အဆက်ကိုဖွဲ့စည်းရာတွင်အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေနိုင်ငံဝန်ထမ်းများဖြင့်ဖြစ်စေအ ਨੇ စုံ3ဦးဖြင့်ဖွဲ့စည်းရမည်ယင်းပုဂ္ဂိုလ်များအနက်တင်းလျော်သူတဦးကိုဥက္ကဋ္ဌဖြင့်တောင်းပေးရရှာမည် က်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကိုအတွင်းရေးမှုအဖြစ်တာဝန်ပေးရရမည်ပြည်တော်စုတမတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ439အရာကျွန်ုပ်လက်မှတ်ရေးထိုးသည်ပုံမင်းအောင်လှိုင်ဘူဂျုံမှုကြီးဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟူ၍ဖော်ပြပါရှိပါရယ်ခင်ဗျာ ခွေးကျဘူးကတော့အာနာထိန်နေလို့လည်းပြောသေးတယ်ဒါပေမဲ့သူ့ကိုယ်သူအစိုးရလို့ထင်နေတာကတော့တကယ်အံ့ဩချာကောင်းတယ်အခုဒီဥစ္စာကတော့မနေ့ကဂျွန်16ရက်နေ့တုန်းကထုတ်ပြန်ခဲ့တဲ့သတင်းဖြစ်တယ်အဲ့ထက်မှအောရှာကောင်းတဲ့အရာက2008အခြေခံဥပဒေ၄၁၉အရပြည်ထောင်စုရွေးကောက်ပွဲဥပဒေကိုတတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေဆိုပြီးမှ ပြုတ်ပြင်းပြောင်းလဲလိုက်တယ်။ပြောင်းတာတော့ဗတ်မဒုတိယတော့မဟုတ်တော့ဘူးဒါကတတိယကြိမ်ပြင်ဆင်တဲ့ဥပဒေနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၄၀မြင်းဆောင်၂၀၂၅တဲ့နော်။ဒုတိယအချက်ကဘာလဲဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေဆက်လဲကိုပြင်ဆင်တဲ့အခါမှာကော်မရှင်ကပုံမှန်ဆက်လဲပုံမှန်ခွဲကငယ်အရာကော်မရှင်ကိုအစစ်စစ်ဖွဲ့စည်းတဲ့အခါမှာအဲ့ကော်မရှင်ထဲမှာပါဝင်တဲ့သူတွေကအများပြည်သူတွေယုံကြည်လေးစားရတဲ့ပုံကူများဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်နိုင်ငံရဲ့ဝန်ထမ်းများဖြစ်ဖြစ်အ ਨੇ ဆုံး၃ယောက်ကနေမှဖွဲ့စည်းမယ်နော်အများကြီးပါဆရာမလို့ဘူးလူ၃ယောက်ကနေမှဒီကော်မရှင်ကို ဖွဲ့စည်းလို့ရတယ်အဲ့ထဲမှာတောင်မှ ်နံပါတ်၁ကတော့တင့်ညော်တဲ့သူကိုဥက္ကဋ္ဌအနေနဲ့ခတ်မယ်ပထမ နောက်တစ်ယောက်ကတော့ရွေးကောက်ပွဲအရာရှိကိုတော့အသူရဲ့မိုးအနေနဲ့ခတ်မယ်ဆိုတော့တပည့်ကတယောက်တည်းသုံးယောက်တည်းမှာနှစ်ယောက်ကဥက္ကဋ္ဌနဲ့အသူရဲ့မိုးတယောက်ကတပည့်သုံးယောက်နဲ့ဖြစ်ရမယ်ဆိုပြီးမှမနေ့ကဂျွန်လ16ရက်နေ့တုန်းကပြုပြင်ပြောင်းလဲခဲ့တဲ့အကြောင်းသတင်းထုတ်ပြန်ခဲ့တဲ့အဲ့ထဲမှာအောက်ဆုံးကစာကြောင်းကိုသဘောကျအောင်ပဲပါလေဆိုတော့အခြေခံပုံမှန်၄၁၉အရာ ျနှုတ်လက်မရေးထိုးသည်တဲ့ကျနှုတ်ဆိုတဲ့ခွေးတမဒလည်းကုတ်တဲ့ကားချုပ်လည်းဖြစ်တဲ့ခွေးကို့ရက်ကိုတောင်အာမနာကို့ရဲ့ပညာရဲ့ချင်းကိုတောင်အာမနာပဲနဲ့တတိုင်းလုံး အုံသူ့ကိုခွေးကျဘူးလို့ပြောပြီးမှဆေးရည်တာကိုတောင်းမှအချက်တရားမေ့စွာနဲ့အခြေခံပုံမှ၄၁အရကျွန်ုပ်လက်မှတ်ရေးထိုးတယ်ဆိုပြီးမှသူ့ရဲ့ခွေးကျဘူးရဲ့နာမည်ကိုရေးထားလိုက်တယ်။ဒါကတိတ်ရှက်စရာကောင်းတယ်နော်။မြန်မာနိုင်ငံမှာသူ့ကိုယ်သူဥက္ကဋ္ဌလို့လည်းထင်တယ်သူ့ကိုယ်သူတမဒလို့လည်းခေါ်တယ်။အခုဦးမြင့်ဆွေပဲရောက်သွားပြီလေဖျားတယ်ဆိုလို့ရှိရင်တမဒဦးမြင့်ဆွေကဖျားနေပါတယ်ဆိုတော့စာသားတွေလည်းထုတ်ပြလိုက်လေ။တကယ်ဖျားတယ်ဆိုလို့ရှိရင်ထုတ်ပြလိုက်လေ။ ဒီနေ့ဒီအချိန်တွေဥမြင့်ဆွေကိုနင်းတို့ဘာလုပ်လိုက်တယ်လဲအရှက်တရားမရှိကိုကိုကိုတမရတဲ့နော်ခွေးနဲ့လူနဲ့ရောထားတယ်ဆိုလို့ရှင်လဲလူနင်းနေပါတဲ့အတွက်ကြောင့်အရှက်သိက္ခာဆိုတာနင်းနေပါပါရှိရမယ်စစ်တရေတော့ကိုကိုကိုအစိုးရထင်နေတာနင်းတို့အစိုးရမဟုတ်ဘူးလေဒါပေမဲ့ကိစ္စဖြစ်ငိုလို့တော်လာရေးပြီးသွားပြီဆိုနင်းတို့ရဲ့ဥပဒေဆိုတာဟာနင်းတို့နဲ့အတူတူကုံဆုံးသွားပြီလို့ပဲမှတ်ထားလိုက်ပါပြည်သူတွေအားလုံးစက်မပြူရှိကြပါစေ